ပဲခူးတိုင်းပြည်မြို့နယ်မှာတမွန်းနဲ့အင်အားတွေကိုမြို့ပြနဲ့အင်အားဖွံ့ဖြိုးရေးဦးစီးဌာနကဆောက်လုပ်တော်မှာဖြစ်ပါတယ်ဒီသတင်းကိုတော့ကိုမင်းညိုကပေးပို့ထားတာပါအဲ့ဒီစီမံကိန်းကိုအိုးရင်ဦးစီးဌာနကတအေကကိုတိုက်ခန်း90နှုံးနဲ့ပထမတုပ်အနေနဲ့9ရေကအခန်းပေါင်း250ကပ်ကိုဆောက်လုပ်မှာပါအခန်းတွေကိုနိုင်ငံဝင်တဲ့အငိမ့်စားတွေကိုဦးစားပေးရောင်းချမှာဖြစ်ပြီးဆောက်လုပ်ရေးနဲ့အင်အားဖွံ့ဖြိုးရေးဘဏ်မှာငွေစုတဲ့သူတွေကိုလည်းဒုစရိုက်ဦးစားပေးရောင်းချမှာဖြစ်ပါတယ် ဲတဲ့ပြည်သူတွေပေါ့နော်ဟိုကိုအိုဘိုင်အိမ်မှရှိတဲ့ဒါဟိုပါပေါ့ဒါလူလက်သားတွေကိုဒါကျွန်တော်တို့ကဒါဟိုလောက်ပြီးတော့ပေါ့ဟိုခြေခံပြီးတော့ဒီတမုန်တဲ့အင်အားတွေတမုန်တဲ့အင်အားတွေကိုဒါဒါဆောက်လုပ်ပေးရအောင်ဆောက်လုပ်ပေးရဆိုတော့ဒီကျွန်တော်တို့ဆောက်လို့ရတဲ့အိမ်ကပုံမြင်ပန်းရတယ်ဒါပြောရမှာဆိုရင်ဒါပြင်ပြမှာဒါမကြခင်ဒါဖွင့်လှစ်တော့မှာပေါ့တံမိုးနဲ့အင်ယာတွေဆောက်လို့ရောင်းချလာတဲ့ပတ်သက်ပြီးအငိမ့်စားဝန်ထမ်းတွေကတော့ကြိုဆိုကြပါတယ်အငိမ့်စားလာတာ6000နဲ့မှ9000ရပါတယ် ။เนาะအခုလိုပေါ့နော်ဟိုလိုအင်ဘိုအဲ့လိုဒီအမ်မိုနဲ့အင်ယာမျိုးရတယ်ဆိုတာကိုအင်မတန်မှကြိုးစူးတယ်။ကျေးဇူးလည်းတင်တယ်။အဲ့ဒါမင်းမြန်လေးလေးဖြစ်နေအောင်လုပ်ပါနော်။အင်ယာပိုင်ဆိုင်မှုနဲ့နေတဲ့ပြည်မြို့မှာကျူးကျော်အင်ဂျီ2000ကျော်ရှိကြောင်းမြို့ပြနဲ့အင်ယာဖွံ့ဖြိုးရေးဦးစီးဌာနကတည်ရပါတယ်။ဒီကျူးကျော်ပြဿနာတွေကိုဖြေရှင်းဖို့အတွက်တမ်မိုနဲ့အင်ယာတွေအကောင့်ထဲပေါ်ဖို့ဘကိုရိုင်းဒေသကြီးလွှတ်တော်မှာသရုပ်ရပုံမှန်အစည်းအဝေးမှာလွှတ်တော်ကိုယ်စားလှယ်တယောက်ကတင်ပြခဲ့ပူပါတယ်။ကျွန်တော် မိခဲ့တယ်ပေါ့မိခဲ့တော့စီမင်းသားယာကြီးနဲ့လူမျိုးရေးဝန်ကြီးဦးမောင်လွင်ကရန်ဖြေပါတယ်အခြားဌာနတွေနဲ့ပူးပေါင်းပြီးတော့စီစဉ်ဆောင်ရွက်ပေးပါမယ်လို့ဖြေသွားပါတယ်အဲ့တော့ကျူကျော်တွေအတွက်တော့ကျွန်တော်တို့အကုန်လုံးလုံလောက်မဲ့မြေဧရိယာကိုကျွန်တော်တို့ရှောက်ဖွေးနေအခုဆောက်လို့မဲ့စီမံကိန်းကပေ650စတူရန်ပေရှိတဲ့အခန်းတွေဖြစ်ပြီးဆောက်လို့ရတဲ့အင်အားဖွံ့ဖြိုးရေးဘဏ်မှာငွေစုတဲ့သူတွေကို ိန်တန်မိုးရဲ့30ရာခိုင်နှုန်းပေးသွင်းပြီးကြံတဲ့ငွေကိုနှစ်ရှည်9နှစ်ကနေ15နှစ်အတွင်းပေးသွင်းရမှာပါမဝယ်နိုင်သေးတဲ့မိသားစုတွေအတွက်ကိုလည်းတစ်လောက်ကို2000ကျော်3000နဲ့အငှားအိမ်ယာစနစ်တစ်ခုအကောင့်ထဲပေါ်ဖို့ရှိပါသေးတယ်ဒီဆောက်လုပ်ရေးနဲ့အိမ်ယာဖွံ့ဖြိုးရေးဘဏ်ကအဲ့ဒီစီမံကိန်းတွေကိုမြန်မာတနိုင်ငံလုံးကခရိုင်မြို့ကြီး16ခုမှာဆောင်ရွက်သွားမှာဖြစ်ပါတယ်အခုဆောက်လုပ်မဲ့တန်ဖိုးနဲ့အိမ်ယာတွေကိုဆောက်လုပ်ရေးနဲ့အိမ်ယာဖွံ့ဖြိုးရေးဘဏ်ကွဲဖွင့်ပြီးမကြခင်အကောင့်ထဲပေါ်သွားမယ်လို့သိရပါတယ်ကျွန်တော်မင်းညိုပါခင်ဗျာ